မင်္ဂလာပါဓမ္မအလင်းရောင် channel ကနေကြိုဆိုလိုက်ပါတယ်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းကိုစိတ်နှဖျားရွှဲလန်းကြပါစေမိမိအပေါင်းမကောင်းကြံစီလာသူမှန်သည်အနိုင်ကျင့်သူမှန်သည်ဓံပြန်၍တယောက်စီနိုင်သောတရားမင်းသက်ဆောင်ကာထာဖြစ်ပါれ ဝေဒတာကုဥတာဒဝေဒါယတာဒတတာယတံတာတာဒိကုဥဒိတာတာကုဒကုဘုဘုကုဒကု ဝေငါအပေါ်မှာအိတ်တံပွားထုငါအိယံလူဟုသည်မြတ်တို့သည်တဝေတော်အယတ်တို့တာလင်စွာတာလည်းကုပြေစေကုန်တတိကုငါအမကောင်းသဖြင့်ပြန်စီကုန်တော်သူတို့သည် သာမိမိအလိုလိုသာလည်းယင်ဓာအကြံအစီပြန်တော်အဖြစ်ဝေပြောက်စေကုန်တည်းဓာငါဤစေရနာကြောင့်စေတံအချံအယံအကျော်အစောတို့သည် ဒါပွားများပါစေကုန်သတည်းတတံငါပြုမိသောအကုသို့ဆေပါတို့သည်ရှာငါပြုမိသမျှသောကုသို့ဆေပါတို့ဤတကောတော်ကြောင့်ဒံဒီပြောင်းစေကုန်တည်းတဆဆုံဖွယ်တော်သူတို့အား၎င်း သံအမျက်မာနဒေါသရှိသော သူတို့အား၎င်းဒီဆုံးမှာဩဝါဒပေးခြင်းဖြင့်သာလျှင်ကုအောင်မြင်ပါစေတတိကုထိုသူအမျက်မာနမန္တသောသူတို့နှင့်ဒီရှိမင်းစွာ တံမပေါင်းဖောရသည်တဖြစ်ပါစေတတိကုကုသဇယိုက်ပြုခြင်းလေရှိသောဓာတုရောကောင်းတို့နှင့်တာလျင်ကိုယ်ဖြစ်လေရာရာတန်တရာဘဝအဆက်ဆက်၌ဘုတွေ့ဆုံးပေါင်းဖို့ခြင်းကိုပြုရပါစေတည်း ဘုအကုသိုလ်ဇယိုက်ပွားများသူတို့နေကုဖြစ်လျံဘဝတန္တရာဆဆ၌ဓအခံခတိကုတွင်ဆုံးပေါင်းပေါ်ခြင်းမပြုရသည်ဖြစ်ပါစေတတိအာနာဆက်အလွန်ပြင်းထန်သောကထာတော်မြတ်ဖြစ်သည်ဖြင့် ်အတိတ်ဘဝတွင်တုန်းကမိမိတို့တရွင်ပြုခဲ့ပူတဲ့ဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တဲကြကုန်ပြီရှံအပေါင်းကိုအောင်မြင်စေနိုင်ပါれမိမိအပေါ်မကောင်းကြံသူမတရားနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ယုံမှများကို တံပြန်၍တံပြန်ကြည့်ကြိုက်စေနိုင်ပါれ